ဟုတ်ကဲ့မိတ်ဆွေများအလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ချူနိုင်ရန်တော့ subscribe လေးများအင်ဦးဆုံးလှုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့လူတူကတစ်ချက်ပို့ပေးကျွန်တော်တို့ကအင်အားစိုက်တော့ရင်တစ်ချက်ပို့ဖြစ်အောင်အထောက်လှောက်ဆောင်ခဲ့ကြအောင်စသည်ပြပြပါပြီတဲ့ ဖို့နကမင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ရာဒီဒီမှာရှိကြတဲ့မြန်မာနိုင်ငံသားတိုင်းရင်းသားညီကိုမောင်နှမများ အားလုံးမင်္ဂလာပါလို့ဥစွာနှုတ်ဆက်ပါတယ်ကျွန်တော်တို့ဗမာမြို့သားဒေါ်လာရေးတက်မတော်အနေနဲ့ ဒီ2025ခုနှစ်မှာစစ်စင်ရေးကိစ္စရပ်တွေအပါအဝင်လိုအပ်တဲ့ဒေါ်လာဟိတာဝန်တွေကိုဆက်လက်ထမ်းဆောင်နိုင်ဖို့ရန်အတွက်ဘတ်ဂျက်ဖြည့်တင်ဖို့ဒီမတ်လ9ရက်နေ့ကနေပြီးတော့ဇွန်လ9ရက်နေ့ထိ3လတာကာလတတ်မှတ်ထားတဲ့ကမ်ပိန်းတစ်ခုပြုလုပ်သွားမှာဖြစ်ပါတယ်။အဲဒီကမ်ပိန်းကိုတော့ကျွန်တော်တို့ project 2025လို့အမည်ပေးထားပြီးတော့ target ကတော့ဒေါ်လာ9သိန်း ျွန်တော်သတ်မှတ်ထားတာရှိပါတယ်ကျွန်တော်တို့ပမာမြေသားဒေါ်လာရင်းတက်မလို့အနေနဲ့ယခုချိန်အထိလူလူရဲ့ပံ့ပိုးမှုတစ်ခုတည်းကိုလည်းအားပြုရက်တည်နေရတဲ့အတော့ဒီကမ်ပိန်းလေးမှာအတတ်တရောနဲ့ပါဝင်ပေးချစီလိုပါတယ်ကျွန်တော်တို့ဘက်ကလည်းဒါကိုရဲရဲဝံ့ဝံ့နဲ့ပုံမှန်လင်းလင်းတောင်းခံပါတယ်ဘာဖြစ်လို့အဲ့ဒီလိုရဲရဲဝံ့ဝံ့ပုံမှန်လင်းလင်းတောင်းခံရတဲ့လဲဆိုတော့ကျွန်တော်တို့ပမာမြေသားဒေါ်လာရင်းတက်မလို့ရဲ့ဒီတာဝန်ထမ်းဆောင်မှုဒေါ်လာရင်းအစကနဦးကလေးကအာလုံး လေ့လာကြည့်လို့သိရှိနိုင်ပါတယ်ကျွန်တော်တို့ကတာဝန်ခြေပွန်မှုကိုအမြဲအလေးကြီးပြုပြီးတော့ထမ်းဆောင်ခဲ့ကြပြီလဲဖြစ်ပါတယ်အဲ့ဒီမှာ2021ကနေဒီ2022 2023 2024လေးကာလတလျှောက်ကျွန်တော်တို့ကဒုမီကနေပြီးတော့အခုမောင်းပြက်လန်းတက်တွေကင်တဲ့အထိအဲလူတို့ရဲ့ပံ့ပိုးမှုရှိလာတာတွေအပေါ်မှာအကောင်းဆုံးအလေလိုမရှိကင်ကြွယ်အသုံးချပြီးတော့ဒေါ်လာရေးကိုထမ်းဆောင်ခဲ့ကြတာဖြစ်ပါတယ်အနည်းဆက်ဆုံးကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့2024ခုနှစ်မှာကျွန်တော်တို့လူလူစီကပံပိုးမှုကျွန်တော်မှတ်မှတ်ရရ3000ပြုလုပ်တဲ့ campaign မှာကျွန်တော်တို့6500ရခဲ့တယ်။နောက်3000လောက်လုပ်တဲ့ campaign မှာ3000အပြည့်ရခဲ့ပြီးတော့3000မပြည့်တဲ့ငွေနဲ့ကျွန်တော်တို့2024မှာမျိုးသိဆက်စင်ရေးတစ်ခုပြုလုပ်ခဲ့တာရှိပါတယ်။ဒီဆက်စင်ရေးကအကြီးစားဆိုပေမဲ့လို့ကျွန်တော်တို့အခြားတင်းငယ်တဲ့ဆက်စင်ရေးတွေစကြောင်းဖြတ်တော့တိုက်ခိုက်မှုတွေလည်း ကျွန်တော်တို့လုပ်ခဲ့တယ်တပိုင်းတစ်ထက်မှာလည်းအားလုံးသိတဲ့အတိုင်းပဲလူလူရဲ့ဒီအခက်ခဲတွေကိုလမ်းမဆက်တွေစသဖြင့်ကိုင်းကြီးဖြည့်ရှင်းဆောင်ရွက်ခဲ့တာတွေလည်းရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီရှိမှာအများအားပြောခဲ့တယ်လို့လူလူကတစ်ချက်ပေးရင်ကျွန်တော်တို့ကအဲ့ဒါကိုနှစ်ချက်ပို့ရအောင်အသုံးပြုမယ်နောက်ကျွန်တော်တို့အင်အားနဲ့တစ်ဆယ်ဘိုးလောက်စိုက်ထုတ်ပြီးတော့ကျွန်တော်တို့အလုပ်လုပ်ကြမယ်ဆိုတဲ့အတိုင်းပဲ အဲကျွန်တော်တို့ဒီ2025မှာလဲဒါဘယ်လိုပဲဖြစ်ဖြစ်အားနာတိဖြစ်စေပေါ့နော်ကျွန်တော်တို့ဟိုလူတို့ကိုရဲဝုံပေါ့ပုံပုံလင်းလင်းမဲ့ဒီဒေါ်လာ9သိန်းကမ်ပိန်းလေးကိုပြုလုပ်တောင်းခံပါတယ်အဲ့ဒီအတွက်လဲ2025မှာလူတို့ဈေးနှုန်းအားရလောက်တဲ့ဒေါ်လာရဲ့တာဝန်တွေထမ်းဆောင်ဖို့ကျွန်တော်တို့တာဝန်ထားပါနော်ကျွန်တော်တို့အကောင်းဆုံးစူးစမ်းသွားမယ်ဆိုတာကိုကြိပေးပါအဲကျွန်တော်တို့ကစစ်ကဒီဟို လက်နက်ခဲယမ်းနေနဲ့ကျွန်တော်တိုက်ရပါတယ်ဒီလက်နက်ခဲယမ်းနေကလူလုံးပစ္စည်းတွေထဲမှာအာတံပိုးအကြီးဆုံးငွေကြေးအများကြီးအသုံးပြုရတဲ့ဈေးကွက်ထဲနေဝယ်ယူခဲ့ရတာဖြစ်ပါတယ်ကျွန်တော်တို့ဗမာမြို့သားဒေါ်လာရင်းတက်မတော့အနေနဲ့အဲဒီထဲထဲဝင်ဝင်တည်တဲ့ပုံကိုယ်တွေအားလုံးလဲဒါနားလဲကြားလိုက်မယ်ထင်ပါတယ်ကြားတဲ့ငွေနဲ့နော်ဒီထောင်ထားတဲ့တက်နဲ့ဒါကျွန်တော်တို့ထိုက်တံအောင်စူးစမ်းနေကြတာရှိတယ်အခုဆိုရင်လဲဒါကျွန်တော်တို့ရဲ့ဒေါ်လာရင်းတာဝန်တွေကို ဆက်ရှင်ရေးလုပ်ငန်းတွေအတွက်ဒါမဟာမိတ်တွေဘက်မှာကျွန်တော်တို့အင်အားတွေပါဝင်ပြီးတော့လှုပ်ဆောင်နေကြတာရှိတယ်။နည်းနည်းသစ်တွေမှာဒေါ်လာရေးရန်ရားကိုချဲ့ထွန်နိုင်ဖို့ကျွန်တော်တို့စ조사နေတာလည်းရှိတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကလူလူရဲ့အကျိုးစီးပွားကိုဥထိတ်ထားပြီးတော့လူလူပေးအပ်လာတဲ့ပံ့ပိုးမှုတွေကိုစနစ်တကျအသုံးချသွားမယ်ဆိုတာလည်းကျွန်တော်တို့ကြေညာပြုပါတယ်။ဒါကြောင့်မို့လို့ဒီမတ်လ9ရက်နေ့ကနေဇန်နဝါရီ9ရက်နေ့ထိပြုလုပ်သွားမယ့် campaign လေးမှာ တတတတအားပါဝင်အဖြစ်ပေးကြပါအောင်လို့ကျွန်တော်အနေနဲ့ဒီအမှမြတ်သားတော်လိုင်းရဲ့တက်မတော်ရဲဘော်အားလုံးနဲ့အညာပြည်သူလူထုကိုစားလေးစားစွာနဲ့တောင်းခံအပ်ပါတယ်ကျွန်တော်တို့အထက်ထက်ခရီးပြုလိုတာကတော့ဒီငွေကြေးတွေကိုကျွန်တော်တို့ရဲ့ကိုကျိုးတစုံတရာအတွက်လုံးဝအလေလွန့်ခံမှာမဟုတ်ပဲအသုံးပြုမှာမဟုတ်ဖ ೇನೆ ကျွန်တော်တို့လူထုတွေမျော်လင့်တဲ့တရားမြတ်လွတ်လပ်ငြိမ်းချမ်းမှုနဲ့လူထုဘဝကွန်ပျူတာတက်မှုကိုရှေ့ရှုတဲ့ ဒေါ်လာရေးနိုင်ငံရေးလုပ်ငန်းတာဝန်တွေအတွက်အသုံးပြုသွားမယ်ဆိုတဲ့အကြောင်းလဲကတိသက်စာပြုအပ်ပါတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံးကိုယ်စိတ်နှလုံးရှင်ပြုံးချမ်းမြေ့ကြပါစေလို့ဆုတောင်းမြတ်တာပို့တာရင်းနဲ့ကျွန်တော်ရဲ့မြတ်တာရက်ခံတိုက်တွန်းချက်လေးကို